လေးဖြူကအာယွန်ခရော့ဖွဲနဲ့အတူမြန်မာတိုင်းကလုံးမှအောင်မြင်ခဲ့တယ်လို့အခုချိန်ထိလည်းအောင်မြင်နေတော့ဖြစ်ပါတယ် IC ဆိုတာနဲ့တောင်ကြီးတူတောင်ကြီးကြတွေကအသေးဆွဲအောင်တဘောကြကနှစ်တိကြတာဖြစ်ပါတယ် IC အဖွဲဆိုတာနဲ့တောင်ကြီးသားတွေမှာအမတရားများခဲ့တယ်လို့အခုချိန်ထိလားပြောပြတိုင်းငယ်ဘွားကိုမျောလင်းတတနေတော့ဖြစ်ပါတယ်။ဒေဖြူကအခုဆိုရင်အစ်စ်ကြီးနေပြီမို့ဖျော်ဖြေပွဲတွေလည်းတိတ်မဖျော်ဖြေဖြစ်တော့တာကြပါပြီ ချိုးပတ်တချို့မှသာဖျော်ဖြေပေးတော့တာဖြစ်ပြီးတော့နေဖြူကလည်းအတောင်ကြီးသားတွေအတွက်တော့အကုန်ယူရတဲ့အနုပညာရှင်တယောက်ဖြစ်ခဲ့ပါတယ်။နံပါတ်3အငယ် IC အဖွဲ့ရဲ့အဖွဲ့ဝင်တူဖြစ်တဲ့အငယ်ကလည်းတောင်ကြီးစာတိဖြစ်ကအင်ဒါလူမျိုးဖြစ်ပါတယ်။အင်ဒါလူမျိုးတွေထဲမှာအခုလိုထွန်ပေါက်တာရှားတာကြောင့်အကုန်ယူရတဲ့အနုပညာရှင်ဆိုလည်းမမှားပါဘူး။အငယ်ရဲ့အောင်မြင်မှုကဒုံထိုးဖြစ်တာမို့ရှမ်းပြည်ကလူတွေကတခနဲ့အားပေးကြတာပါ။တောင်ကြီးမှတော့ IC အဖွဲ့ဆိုတာ ငယ်ဘွားရဲ့အမှတ်တရဖြစ်တယ်လို့ဘယ်တော့မှမေးလို့မရတဲ့အဖွဲတစ်ဖွဲဆိုလည်းမမှားပါဘူး။နံပါတ်၄ဘိုဖြူဘိုဖြူကလည်းတောင်ကြီးသားစစ်စစ်ဖြစ်ကတောင်ကြီးမြို့အသက်အဖိုးမပြတ်နိုင်တဲ့တရှင်များသားကိုတည်ဆုပ်ပေးခဲ့ပါတယ်။လက်ရှိလူမှုကွန်ရက်ပေါ်မှာနံပါတ်ကြီးလက်ရှိနေတဲ့လက်တတိကြီးဦးမြတ်တပ်ဟာအခုချိန်မှာတိမ်ပေါင်းတောင်းရှိချမ်းသာနေပြီဖြစ်ပေမဲ့သူဟာအတန်းပညာအားနည်းတဲ့လက်ဓမ္မတရားဘွားကနေလာသူပဲဖြစ်ပါတယ်။အတန်းပညာမတဲတဲ့ဘွားမှာ လက်သုံးဧကနွားတပြင်းပိုင်ဆိုင်မှုနဲ့တင်သူ့ရဲ့ဘဝကိုအသက်15နှစ်အရွယ်ကနေစကားရုံးကန်ခဲ့သူပါဒီလိုဘဝကနေရတမြဆုတိုးရှယ်ရင်အခုဆိုရင်ဦးမျိုးတန်းဟာလက်ဧကပေါင်း100ကျော်ကိုပိုင်ဆိုင်နိုင်ခဲ့ပြီဖြစ်ပြီးချန်လုံငန်းတွေပါတိုးရှယ်လုပ်ကိုင်နေတဲ့အလက်တရေကြီးဖြစ်နေခဲ့ပါပြီဒီလိုချမ်းသာတက်တက်လာရတဲ့အကြောင်းရင်းကတော့ဦးမျိုးတန်းဟာသူ့ရဲ့လုပ်ငန်းကရောင်းငွေကိုလက်ဖက်ရည်ဆိုင်ထိုင်ဖို့တောင်းမတုံးပဲအကုန်လုပ်ငန်းထဲကိုပြန်ထည့်က စီးပွားလုပ်ခဲ့သူပဲဖြစ်ပါတယ်။ဒီအသေးရွယ်ရောက်တဲ့အချိန်ထိလဲနဲ့အိမ်ကလွဲပြီးဘယ်ကိုမှလဲသွားဖို့သူမဟုတ်ပါ။သူ့ရဲ့ဒီဇိုင်းမမဲ့ကြိုးစားလာပြီးစီးပွားဖြတ်ထွန်းလာတဲ့အနီလန်ကတော့နေငယ်တွေအတူယူစရာပါပဲနော်။ဖြစ်စုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။